တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအလုံးမဲမင်္ဂလာပါဖိုးဝါလူရဲ့ရှင် channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော်မှာကတော့အိမ်တော်ရှိရသားနဲ့ဒါဖောက်ပြန်တဲ့အတွက်နာမည်ကြီးနေတဲ့နှလုံးအထူးကုဆရာဝန်ကြီးရဲ့ဗီဒီယိုလေးကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အလုံးမဲကြော်တဲ့တူတူကြည့်ရှုလိုက်ကြရအောင်ဖိုးဝါကနေမကောင်းဖြစ်နေတဲ့အတွက်ဒါတီးခိုင်ပြီးတော့ကြည့်ရှုပေးကြပါခဗျာ 2025နိုဝင်ဘာလ6ရက်နေ့ညအချိန်ကဘိုးဟစ်မာခင်ဆိုတဲ့တိတော့အကောင့်ကနေစပီတင်ခဲ့တဲ့ကန်တာယာစေးယုံကနှလုံးခွဲစိတ်အထူးကူဆရာဝန်ကြီးဒေါက်တာရဲထွန်းအောင်ရဲ့အိမ်တော်ရေးဖောက်ပြန်မှု Viber Challenge ဟာ online တခွင်ပြပြဆရာဝန်ရေးပန်းစားလို့တောခဲ့ပါတယ်။လက်ရှိကာလတွေမှာမကြခဏမြင်နေရလိမ့်ရှိတဲ့အိမ်တော်ရေးဖောက်ပြန်မှုဆိုတာတိတ်မဆန်တဲ့ကိစ္စဖြစ်နေခဲ့ပေမဲ့တကယ်လူကုန်တာအတိုင်းဝိုင်းဤလိုက်တွေကြောင့်ဖြစ်တဲ့ကိစ္စတွေကတော့တော်တော်တိတ်တိတ်နဲ့ပဲပြီးတော့တကြပြီးရိုင်းမပြန်လာတာမျိုးမရှိရကြောင်းဒီလူတွေကဖောက်မဖောက်ပြန်တတ်ပါလိမ့်စားလို့တော့ ူတွေတွေးထင်စေရဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုဒေါက်တာရဲထွန်းအောင်တို့ကုန်သက်ခါသမားတိရှိပြီးဒီဂျီလီနဲ့တဲ့လူရောကြီးတယောက်တို့တော်ဝင်ကျင်ကဒစိကတာခံထားရတဲ့လူကြီးတယောက်နဲ့တမင်းရွယ်ကောင်မလေးတယောက်နဲ့အိမ်လောင်ရေးဖောက်ပြန်မှုကြီးဖြစ်လာခဲ့တော့လူတွေကဝိုးကနေဝါကနေဖြစ်သွားခဲ့ကြပြီးစိတ်ဝင်တစားအယုံဆက်စရာကိစ္စကြီးတစ်ခုဖြစ်လာခဲ့ကြပါတယ်။ဒေါက်တာရဲထွန်းအောင်ဆိုတာကမ်ပါယာစေးယုံ၊ကိုရဟတာစေးယုံတို့မှနှလုံးအထုကုဆရာဝန်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်ပေးနေတဲ့ဒေသကျဆရာဝန်ကြီးတယောက်ဖြစ်ပြီးသူ့ရဲ့ပညာကုန်၊တိလောက်ကုန်၊တမာရီကုန်တို့အပြင်လူနာရေးအပေါ်မှာ ှာစေတနာထားပြီးခြေချင်းနာနာဆက်ဆံတဲ့ပုံတွေကြောင့်တော်ရပြတော်မူခဲ့ကြတဲ့လူနာရီဒါရဲ့အထီးကြီးလေးစားအားကိုးတာကိုခံခဲ့ရတဲ့သူတယောက်ပါ။မရဲကြီးဖြစ်သူဦးဟင်မခင်ဆိုတဲ့အမျိုးသမီးဟာလည်းဒေါက်တာရဲထုံးအောင်ကအသက်70နှစ်ကျော်ငယ်ပြီးရုပ်ရည်ချုံမွန်လာပါတဲ့အပြင်တောင်းကလာပရိဒါနဲ့တင်ငန်းကျုံဘဝမြင့်တို့မှာရွှေဘိုးစိန်ရွှေရနာဆိုင်ကြီးဖွင့်လှစ်ထားနိုင်တဲ့ထက်မြက်တဲ့အမျိုးသမီးတယောက်စေကျော်တရွယ်သမီးလေးတယောက်ရှိပါသေးရဲ့။အခုလိုဖောက်ပြန်တဲ့ဇာတ်လမ်းဒီပေါ်မလာခဲ့ပဲပုံမှန်အပေါ်ရန်ကြီးလိုက်မယ်ဆိုရင်တော့အာရပြရှင်ပြီးလူတိုင်းအားကျစရာမိသားစုဘဝလေးပေါ့။ဒါပေမဲ့ မဲ့သူတို့မိသားစုဘဝအကြောင်းကိုနည်းနည်းနည်းလိုက်ပြီးကြည့်မယ်ဆိုရင်ဒေါက်တာရဲထွန်းအောင်ရဲ့ဖောက်ပြမှုတွေကြောင့်အိမ်ဆောင်ရေးဘဝမှာအကြောင်းတွေအထက်တက်ရှိနေခဲ့သလိုမိသားစုတွေဟာလည်းပြုံးလို့ဆက်ဆက်အနေအထားကိုကြက်ကတ်ထားရသလိုဖြစ်နေခဲ့မယ်ဆိုတာကိုပြကြရမှာပါတကယ်တော့ဒီဖောက်ပြမှုဇလန်းဟာ2025ခုနှစ်နိုဝင်ဘာလထဲမှာမှလူသိများလာတာဖြစ်ပေမဲ့ဇလန်းနေအားလုံးရဲ့အစားကတော့2023နဲ့ဟာဖြစ်ပြီးအဲ့ဒီချိန်တုန်းကလေးကဖောက်ပြနေတာကိုလက်ပူလက်ချက်မိပြီးပြဿနာတွေအကြီးကြီးတက်ခဲ့ကြသေးတာပါဒါပေမဲ့ဖောက်ပြသူရဲထုံးအောင်ရောမရေငယ်မှဒေါက်တာမိုး စုမောကပါဝိုင်းပြီးဂတိပေတောင်းပန်ခဲ့ကြတာကြောင့်ဘာမှမဖြစ်သလိုအချိန်မပြတ်ပဲနေခဲ့ကြတာပါအဲ့ဒီအချိန်ကတောင်းပန်ဂတိပေးခဲ့တဲ့အချိန်မှာမရင်ငံမထောက်တော်မုစုမောရဲ့အမိဖြစ်သူဒေါက်တာခေအောင်မခိုင်တော်ပါခဲ့ပါသေးတယ်ဒေါက်တာခေအောင်မခိုင်ဆိုတာက IQ Vision American Vision လို့လို့ရှင်ကုန်မြို့ရဲ့ပြည်ကျဲမျက်စိအထူးကူစေခန်းကြီးမှာထိုင်တဲ့မျက်စိအထူးကူဆရာဝန်မကြီးပါတိုးရီမာကတ်တင်ရဲ့ screenshot တွေအများဆိုရင်ဒေါက်ခေအောင်မခိုင်ကသူ့တမိထောက်တော်မုစုမောနဲ့ဒေါက်တာရဲထွန်းအောင်တို့လောကအဆအသွယ်မရှိတော့ကြောင်းကိုအခုလိုပြောခဲ့တာကိုမြင်ရပါတယ်မဖြစ်နိုင်ပါ ဟုတ်သမီးရဲ့အန်နီတို့ကတိတ်ခါတစ်ခုဝယ်ချမ်းသာတာပါလုံးဝအဆက်အသွယ်မရှိကြတော့ပါဘူးအမသမီးဘက်ကအဆက်အသွယ်လုံးဝမရှိကြဘူးအမခံပါတယ်အမရောကိုယ်လုံးကိုအာရုံစိုက်ပြီးလုပ်ပေးရစီအမကိုအကူနေတဲ့လူနာတွေကိုစိတ်ပြောင်းပြောင်းနဲ့ကူညီပေးရစီသမီးလည်းသူ့ဘဝနဲ့သူအောင်မြင်စေချင်သေးတယ် ။တမိကအယံငယ်ပါသေးတယ်။အခုလိုလောကဓာတ်အပြင်းစားကြီးနဲ့ကြုံရတာကိုသူလည်းနောင်တရနေလောက်ပါပြီ။ပိုးရမီတာစုလည်းညှိကြပါအဆင်ပြေစေခြင်းနဲ့ခုပိဆောက်ကိုဖြေရှင်းကြပါအမားတို့ကြောင့်တော့ဘသူမှဒုက္ခမရောက်စေရပါဘူးဆိုပြီးအမခံကတိပေးခဲ့ပါတယ်။တကယ်တော့ဒေါက်တာခေယောမခိုင်ဟာတမိစောက်နဲ့ဇုံလုံးမတလူဖြစ်သွားခဲ့တာပါ။အဲ့ဒီလိုပို့ထားတဲ့စာကိုပိုးရမခိုင်ကအခုလိုရောက်နေတာပဲလေအနီးအနီးတမိကိုယုံရင်ပြီးတာပါပဲ။ကျမတို့ကိစ္စမှာအနီးတမိတလာမရှုပ်ရင်ဘာမှမဖြစ်ဘူးလေ။ကျမညီရမအနီးတမိလိုဝင်တွေးကြည့်ပါလား။အနီးကိုချင်းစာတက်လာလိမ့်မယ်လေဆိုပြီး တုံ့ပြန်ထားပါတယ်။အဲ့ဒီနောက်မှာဒေါက်တာရဲထွန်းအောင်ဘက်ကဖောက်ပြန်နာကိုမမီဘဲပြပီးနေထိုင်ခဲ့ပြီးဖုံးမတော်ဖောက်ပြန်မှုအတွက်ဖုံးလေးတစ်လုံးတက်တော့ဝယ်ပြီးဘယ်သူမှမသိအောင်ခိုးသုံးခဲ့တယ်။ပြီးတော့အဲ့ဒီပုံရှိတာဘယ်သူမှမသိအောင်လဲအထူးရွက်ဝတ်ထားတယ်လို့ဖောက်ပြန်မှုအတွက်သုံးတဲ့တီးတော့ဖုံးကလည်းသူ့ official guide နဲ့ပုံနဲ့အမျိုးသားသူ moral တူပါပဲတဲ့။ဒါပေမဲ့လည်းမယားကြီးဖြစ်သူပိုးဟိမာခင်ကမရရအောင်စုံလက်ထောက်လန့်ခဲ့ပြီးတဲ့အခါမှာတော့အကြီးအကျယ်ပြဿနာတက်ခဲ့ကြပြီးကြိတ်မနိုင်ခဲ့မရဖြစ်သွားနေပဲ Viber Challenge တစ်ခုလုံးဟာ online ပေါ်ကိုရောင်းလို့ရခဲ့ပါတော့တယ်။ဖြစ်မှဆိုရင်ဖြစ် ရှင်စရာပဲလေဒေါက်တာရဲထုနောင်တမညဆရာဝန်ငယ်လေးဘွားရဲကနေ MSC တက်ဖို့ MRCB ရဖို့အိန္ဒိယကို train နေတော့ဖို့အတွက်မယားကြီးပြည်သူကအစအစအရာရာပတ်မိုးပေးခဲ့ရတဲ့အပြင်ဒေါက်တာရဲထုနောင်ရဲ့မိဘအိမ်ကအစာဆုတ်ပေးခဲ့ပြီးဒီနေ့အထိအစအစအရာရာဖြည့်ဆည်းပေးနေခဲ့တာပါမယားကြီးတဲ့ရကွတီတို့ရဲ့ထောက်ပံ့မှုတော့မရှိခဲ့ဘူးဆိုရင်ဒီနေ့လိုနာမည်ကြီးနှလုံးအထုကိုဆရာဝန်ကြီးဖြစ်ခဲ့မှာမဟုတ်ပါဘူးဒါကြောင့်မဲဒေါက်တာအမြင့်ချောင်းချောင်းထွက်ပြီးပေါက်ကွဲပြလိုက်တဲ့အခါမှာတော့ဒေါက်တာရဲထုနောင်ဟာမျက်နှာပြုံးပြုံးနဲ့ပဲကြွားမယ် ကွဲမယ်တံမျိုးပြောချင်နေရကြပြီမင်းအသင်ဆွဲတော့လို့ဆိုတဲ့စကားနဲ့အတူမယားကြီးဖြစ်သူပိုးဟင်မခင်ကိုရှိုင်းမျက်ခဲ့ပြီးအေးစစ်စစ်ပဲအိမ်မောကဆင်းလို့သွားခဲ့ပါတယ်အရင်နောက်မှာလည်းမျက်နှာပြောင်ပြောင်နဲ့ပဲမိုးစုံမုံနဲ့အဆက်အသွယ်ဆက်ရှိနေကြတဲ့အပြင်ကွဲပြီးတာနဲ့လက်ထပ်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုပါထပ်ပြီးကြားသိလိုက်ရတဲ့အခါမှာတော့မယားကြီးဖြစ်သူပိုးဟင်မခင်ကလုံးဝကိုချုပ်တီးမထားနိုင်တော့ပဲသူရထားခဲ့တဲ့ Viber Checklist တွေကို online ပေါ်ကိုဖျက်လိုက်တော့တာပါပဲ Checklist တွေအရာဆိုရင်မယားငယ်ဖြစ်သူဒေါက်တာမိုးစုံမုံဟာဖုန်းကြီးကအစာတောင်းတက်ပြီးလေမှုကိစ္စကိုဆွဲဆောင်နေစက အားလုံးပေါင်းများစွာနဲ့ ပြောထားတဲ့အဖြစ်ဒေါက်တာရဲထွန်းတော်ရဲ့မျိုးဘွားအင်္ဂါကိုဒါရီနိုဆိုပြီးနာမည်ပေးထားတာကိုအော့ဘန်နန်လီလီတွေ့လိုက်ရပါတယ်ချယ်ရစ်ထဲမှာအစပိုင်းပြောထားကြတာမြစ်တာရောင်မြန်ဆိုတာစစ်တပ်ဝါလုံးဆိုင်ရာအမှန်တရားမင်းတို့ချက်ချင်းတရားတွေကဂရေချီတယ်နှစ်နှစ်ကကတက်ဝင်အမေရှိုင်းဆုံးမြစ်တာရင်ခန့်နဲ့ချစ်တယ်ဆိုတာထပ်ပူတဲ့စကားလုံးရှိရင်ပြန်ပြောပေးပါဦးနော်မပြောတော့ရင်ဒီထက်ပိုတယ်လို့ဆိုပြီးအစာပြုခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ပြောက်ကြရင်ရီမိုရဲ့မရဲ့ကြီးကိုတိတ်စီခြင်းနဲ့ကွဲလိုက်တော့စားတာတွေပါလာခဲ့တဲ့အပြင်ရင်မွေးတိမ်းကြော်ရန်လူကျင်တာတွေဒီရောနှက်ခ န်းကြီးနှစ်သိန်းကျော်တန်လေးလိုချင်တာရင်းနဲ့အတူတထေးမကြီးမတ်တီအောင်လောက်ပူပူအဖြူကောင်းလိုချင်တဲ့ကျော်ကျဲအနေနဲ့ iPhone အသစ်တစ်လုံးအစရှိလာပြီးပါလာပြီးနောက်ဆုံးဖုန်းမိကအစတောင်းတာတွေကိုလည်းရင်းခဲ့ရတယ်။ဒါမျိုးလေးတွေအတောင်းကောင်းထုံးစံအတိုင်းဒေါက်တာအကြအင်ကြီးအဟောက်လေးတွေဝေဝေဆဆထည့်ပေးတာကိုလည်းမရငယ်တို့စကားပြောအတိုင်းမြင်ရပြန်တယ်။သူတို့တုံးတဲ့စကားလုံးတွေကိုအထာသိမ့်မယ်ဆိုရင်ပြောလိုက်တဲ့စကားလုံးတွေကစမ်းတမ်းညီဆိုပြီးကိုကိုကိုကွေမုတ်တည်ရင်လို့အခွက်လိုက်အခွက်လိုက်ကြီးဖြစ်နေကြတာမို့အော်ကလီစံစရာတော့ကောင်းနေပါသေးတယ်။နမူနာတစ်ခုကြည့်ပါခေါ်နေရင် မကောင်းဘူးအချိုးကမပြေဘူးအချိုးပြေစေချင်ရဲ့ Fog 1 2K ရှိတဲ့ iPhone ဝယ်ပေးဆိုပြီးမိုးစုံမှုဘက်ကပြောထားတာကိုဒေါက်တာရဲထွန်းတော်ကဘာကွက်ကြီးတော့မင်းအမေကမင်းတို့ကိုအငတ်ထားတော့မယ်ဟေးဆိုပြီးပြောထားတာကိုမြင်ရပါတယ်အတိတ်ပဲကတော့ချန်ကုန်သွားတဲ့မယံငယ်တို့ချာမှာဒေါက်တာရဲထွန်းတော်ရဲ့ညီလေးက Raymon ဒေါက်တာမိုးစုံမှုရဲ့ညီမလေးကကီတုံးဆိုပြီးလေအင်္ကာတွေကိုစကားဝတ်အနေနဲ့တုံးပြီးတော့ပြောနေကြတာပါပဲဒါအပြင်ရောကြားရဲ့မိမကိုဒီတော့ဖို့30ရာဆွဲစရာလေးကိုဘဘမပေးချင်ဘူးလားသင်ရသားကိုခံစားနေရပြီဒီမှာရောက်ကြ ါရှင်ကျမကိုအခုယူကျမအလုပ်ထွက်ချင်လို့ပြီးရင်တခါလဲအမွေခွဲပေးထားဆိုပြီးဒေါက်တာမုဆုမောကပြောတဲ့အခါဒေါက်တာရဲထုံတော်ကအပါကျန်းလာကြည်လားရေမွန်ရဲ့မင်းအမေကပတ်ဆက်စကားတိတ်ပြောတာပဲကွာဆိုပြီးလှုပ်တိုင်တယ်လို့ပြန်ပြီးပြောတာကလည်းအော်ကလီဆန်စရာကြီးပါပဲသူတို့ကမှတော့ချစ်စလို့ဖြစ်ချင်ဖြစ်နေမှာပေါ့လေဟောဒီလိုစကားပေါင်းများစွာပါဝင်တဲ့ challenge တွေကိုမရချစ်ဖြစ်သူပိုးရီမခင်ကနိုဝင်ဘာလ6ရက်နေ့ညကသူမရဲ့ social media အကောင့်မှာ my day အဖြစ်တင်ခဲ့ပြီးပြန်ရကြပါပဲအားလုံးကိုပြန်ပြဲလို့သူမရဲ့ရှေ့ဆက်ရမဲ့ပုံပေါ် ာခီးစင်တွေအတွက်ပြင်ဆင်လုပ်နေခဲ့ပါပြီ။ဘာလို့ဆက်ဖြစ်ကြအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ကြပါအောင်ဆိုအဆုံးဖြတ်ချပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကိုကြည့်ပြီးတော့ဒါကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာကော online ပေါ်တွေမှာကော့အခုလိုမျိုးဒါမရကြီးမရငယ်လင်ကြီးလင်ငယ်ကိစ္စတွေကဒါတော်တော်လေးကိုဖြစ်ပွားနေကြတာပဲဖြစ်ပါတယ်ဒီပတ်ကျင်တာကတော့အခုလိုမျိုးဖြစ်ပွားတာကသင်ရခြင်းချမ်းသာခြင်းယာတုရှိခြင်းမရှိခြင်း နော်ရုပ်ချောချင်းမချောချင်းပင်ရင်းဝါချင်းနဲ့ဒါလုံးဝမသက်ဆိုင်ပါဘူးနော်ဖောက်ပြန်တဲ့လူစွာတော့ဒါဘီသူ့ရဲ့ဘေးစားအတိုင်းပဲနော်ဒါဖောက်ပြန်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နေမကောင်းဖြစ်နေတော့တာသန်လေးနေနဲ့ပေါက်နေရဖို့တော့ခွင့်လွှတ်ပေးကြပါအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမီတော့နေလေးတစ်နေ့ပိုင်ဆိုင်ကြပါစီခင်ဗျာ Thank you.